ခုတင်ဆက်ပေးမယ့်သတင်းကတော့285ကြိမ်မြောက်မှာသိန်း1500ပေါက်တဲ့ကန်ထူရှင်ဟာတနစ်ကြားတဲ့အထိစုငွေလာရောက်ထုတ်ယူခြင်းမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အောင်မာလီသိန်းစုဌာနခွဲကဒုတိယညွှန်ကြားရေးမှူးဒေါ်တီတာရဲ့ပြောကြားချက်အရပြည်တွင်းအောင်မာလီထိဖြစ်တဲ့7သိန်း1500အထူးစုကြီးပေါက်တဲ့ကန်ထူရှင်ဟာတနစ်ဝင်ကျင်ကြားတဲ့အထိစုငွေကိုလာရောက်ထုတ်ယူခြင်းမရှိသေးဘူးလို့သိရပါတယ်။ အဆိုပါကျသိန်း1500စုဟာ285ကျိန်းမြောက်မှာစုငွေပေါက်ခဲ့တာဖြစ်ပြီးနံပါတ်ကတော့ဂါကြီးမြင်းဆောင်8839546ဖြစ်ပါတယ်။ဒီလိုထိပေါက်ပြီးလာရောက်ထုတ်ယူခြင်းမရှိသေးတဲ့စုငွေစုစုပေါင်းဟာကျပ်သန်းပေါင်း900ကျော်ရှိနေကြောင်းအောင်ပါလီသိန်းစုဌာနခွဲမှသိရပါဗျ။ အောင်မာလီသိန်းစုဌာနခွဲကဒုတိယညွှန်ကြားရေးမှူးဒေါ်သီတာကလာရောက်ထုတ်ယူခြင်းမရှိတဲ့စုငွေတွေဟာ284ကျိမ်းမြောက်မှာကျပ်သိန်း300တစု၊ကျပ်သိန်း100စုတစုပါဝင်ပြီး285ကျိမ်းမြောက်မှာကျပ်သိန်း1500တစု၊ကျပ်သိန်း300တစု၊ကျပ်သိန်း100စုတွေပါဝင်တယ်လို့ပြောပြခဲ့ပါတယ်။284ကျိမ်းမြောက်မှာထိပေါက်ပြီးတော့လာရောက်ထုတ်ခြင်းမရှိသေးတဲ့စုငွေတွေကိုစက်တင်ဘာလ30ရက်နေ့မှာနောက်ဆုံးထထုတ်ယူရမှာဖြစ်ပါတယ်။ 285ကြိမ်မြောက်ပေါက်တဲ့စုငွေတွေကိုတော့အောက်တိုဘာလ31ရက်နေ့နောက်ဆုံးထားပြီးထုတ်ယူရမှာဖြစ်တယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတ်မှတ်ထားတဲ့နေ့ထိလာရောက်ထုတ်ယူခြင်းမရှိပါကနိုင်ငံတော်ဗန္ဓာဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့လည်းထပ်မံပြောကြားခဲ့ပါတယ်။သတ်မှတ်ထားတဲ့နေ့တွေမှာနောက်ဆုံးထားပြီးလာရောက်ထုတ်ယူဖို့အတွက်ပြည်နယ်နဲ့တိုင်းရင်းသီးသီးမှာရှိတဲ့အခွန်ရုံးများမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးရှိအောင်မလီသိမ်းဆည်းဌာနရုံးခွဲတွေမှာပေါင်ပန်းထီနံပါတ်တွေကိုကြေညာထားပါတယ်။ လက်ရှိမှာတော့284ကျိန်းများမှာထိပေါက်ပြီးလာရောက်ထုတ်ယူခြင်းမရှိတဲ့စုငွေ7သိန်း2100သိန်းနဲ့285ကျိန်းများမှာစုငွေ7သိန်း3900ရှိနေတယ်လို့သိရပါတယ်ရှင်။